YouTube channel လေးကနေဒီလိုဆိုပြန်လေးကြိုဆိုလိုက်ပါရစေ။ Global Arcan နဲ့ကိုယ်မှာရေးသားထားတဲ့ဆရာဥကျိုသားရဲ့ Anti Arcanist Movement as not a sustainable solutions to humanitarian crisis ဆိုတဲ့ဆမ္ဘာကိုဘာသာပြန်ထားတဲ့ဘာသာပြန်ဆမ္ဘာလေးတစ်ပုဒ်တင်ဆက်ပေးသွားပါမယ်။ Rockin ဆက်ကျင်ရေလှုပ်ရှားမှုဟာလူသားချင်းစာနာထောက်ထားမှုဆင်ရအကျက်တည်းအတွက်ဖြစ်ချင်းချင်းမဟုတ်ဘူးဆိုတဲ့သတင်းဆောင်ပါလေးဖြစ်ပါတယ်။ မချသေးခင်အလားများအတွေ့အင်္ဂါဒေ့ရှ်အစိုးရဟာရိန်ဂျာအရေးဆိုတဲ့ပြဿနာအတွေ့ဖြေရှင်းနိုင်ဖို့ချက်တွေရှာဖွေဖို့ရည်ရွယ်ပြီးတော့အစ်စ်မြင့်ညီလာခံတွေနဲ့အလုံယုံဆွေးနွေးပွဲတွေတတိတတန်းကြီးလက်ခံကျင်းပခဲ့ပါတယ်။အဆိုပါဆွေးနွေးပွဲမှာနိုင်ငံတကာအသိဝင်ရဲ့စိုးရိမ်မှုကိုကြောင်းပြန်ဖတ်စီတဲ့သတင်းမီဒီယာတွေနိုင်ငံတကာအဖွဲ့အစည်းတွေတန်တမန်တွေလည်းလာရောက်ခေကြပါတယ်။ အပြင်ပန်းအဖြစ်ဆိုပါဖြစ်ရတွေဟာဘင်္ဂလားဒေ့ရှ်မှမြန်မာနိုင်ငံသို့ဒုက္ခသည်ပြန်ပို့ရေးကိစ္စဆွေးနွေးမှုကိုတို့မြက်ဖို့တစိမ့်ဆင့်ထားပေမဲ့လက်တွေအပြင်အများစုရဲ့ဆွေးနွေးမှုတွေဟာငင်းချမ်းစွာဖြစ်ရှင်းနေပေမဲ့အလားအလာတွေကိုအဟံတာဖြစ်စေပြီးတော့မယုံကြည်မှုတွေကိုသာတိုးပွားစေတဲ့ရခိုင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ်ဒုက္ခဖြစ်မဲ့ဘက်သို့ဥလှည့်နေတာပဲဖြစ်ပါတယ်။ ရခိုင်စစ်ကြင်ရဲ့အမှုစကားများများပြလာခြင်းတိတာတဲ့တာရကကဩဂတ်လ25ရက်နေ့ကော့ဖ်ဆန်းမှာကျင်းပတဲ့ရန်ဂျာများရဲ့အခြေအနေကိုဆွေးနွေးမြေကုလသမဂ္ဂညီလာခံအကျော် Sticks Holder များရဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။ယင်းကော့ဖ်ဆန်းဆွေးနွေးပွဲအတွင်မှာကိုကိုကိုဝန်ဆလင်အရေးတက်ကြွနှုတ်ချသူအတွင်းတည်မြအရာအာစာအကြံပေးလို့သိရတဲ့ Mr. Sujest Denkani Muchi Denthi အရခတတ်တော် AR ဒေသတွင်ငြိမ်းချမ်းရေးနှင့်လူချုံရေးအတွက်အစိတ်တော်အန္တရာယ်ရှိတဲ့အဖွဲ့အစည်းလို့ပုတ်ချပြောကြားခဲ့ပါတယ်။၎င်းရဲ့ပြောကြားချက်ဟာအရခအမေပေါ်ကလူမှုအသိဝန်အလုံးလွတ်မြောက်ရေးအတွက်တိတ်ပွေဝင်နေတဲ့မြန်မာပြည်အနောက်ဘက်ခြမ်းမှာနှွမ်းမှုမှုအများဆုံးစစ်ဖက်အဖွဲ့အစည်းများအနေမှာတခုဖြစ်တဲ့အရခတပ်တော်အပေါ်ပြစ်မှတ်ထားတဲ့ညှတ်တော်မှုကိမဲ့တဲ့အပြုအဆိုတွေတွုံ့မြင့်လာတာကိုထင်ဟပ်စေပါတယ်။ အရကတက်တော်ဟာကိုပင်အရှုပ်ခွင်နဲ့ခုခံကြမှာကိုဖန်တီးနိုင်ရည်အတွက်ဆက်အနာရှင်စနစ်ကိုဆက်လက်တိုက်ပွဲဝင်နေတဲ့အပြင်တချိန်တည်းမှာဒေသခံအရကပြည်သူတွေရဲ့လုံခြုံမှုရခိုင်နဲ့ဝက်စလန်အသိဝင်များအပါဝင်တခြားလူနည်းစုမျိုးနွယ်စုတွေအကြားအထူးရှင်တွေနေထိုင်နိုင်မဲ့အစိုးရစနစ်ဖြစ်ထွန်းလာတဲ့အောက်ချွေရန်ရရတွေကိုလည်းတိစားထားပါတယ်။ဒါပေမဲ့လည်း အဆိုပါမွတ်စလင်အရေးတကျလှုပ်ရှားသူဆိုသူကမွတ်စလင်များဟာအာရခပြည်မှာနှစ်ပေါင်း2000ကျော်ပြည်ဖြစ်ကြောင်းနဲ့ဌာနီတင်းရဲသားများဖြစ်ကြောင်းမဟုတ်မမှန်လှုပ်ကြံပြုဆိုခဲ့ပါတယ် တုတ်တုံညာလေတမိမှတ်တမ်းအထောက်အထားများအရာတော်ပြည်တိချာကိုလိုနီခေအတွင်မွတ်စလင်များဟာအလုတ်သမားလိုအပ်ချက်အရာရခိုင်ပြည်သို့ကြောင်းချွေဖွင့်ရောက်လာသူများသာဖြစ်ကြောင်းပြဆိုထားကြပါတယ်။တခြားတစ်ဖက်မှာရခိုင်များဟာသူတို့ရဲ့အမှတ်တရုံနဲ့ညီချင်းမှုအမွေနှစ်တွေကိုပြတ်ထန်းပေးတဲ့ထူးခြားတဲ့ ဗုဒ္ဓယဉ်ကျေးမှုကိုထိမ့်သိမ့်ကရာစုနှစ်ပေါင်းများစွာကတိကပင်အာရိခဒေတာမှာအခြေချအနေထိုင်လာကြခြင်းဖြစ်ပါလေ။ကိုပ္ပစာညီလာခံမှာပင်အခြားဟုတ်ပြောသူတွေဟာလေအာရိခတက်တော်ကိုအတရေပြည့်စင်တဲ့တည်င်းမှားတွေအမုန်းစကားတွေနဲ့ဝါဒအဖြန့်ရှိမှုတွေကိုသာအုံပြုပြီးဒိတ်ရိုက်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ကြပါလေ။သူတို့ရဲ့လုပ်ကြံပြုဆိုမှုများဟာအာရိခတက်တော်အပေါ်နိုင်ငံတကာအသိဝင်ရဲ့အမြင်မှာကျင့်မှုကျူးလွန်တဲ့အဖွဲ့အစည်းတရက်အဖြစ်ပုံဖော်ရန်ရည်ရွယ်ပြီးတော့ ထွက်ပေါ်လာခြင်းလေးဖြစ်ပါတယ်။ယင်းအပြင်အရခရခိုင်နဲ့မွတ်စလင်အသိဝိနှစ်ခုကြားမှာမယုံကြည်မှုတွေတိုးပွားစေဖို့ရည်ထားခြင်းလေးဖြစ်ပါတယ်။အဲဒီလိုတရင်းစကအမားတွေကိုဖြန့်ဝေတဲ့လောက်ရံမျိုးကိုကုလသမဂ္ဂညီလာခံမတိုင်မီစက်တင်ဘာ28ရက်နေ့ကော်ပဇာဒုက္ခသည်စခန်းနံပါတ်73မှာကျင်းပခဲ့တဲ့နောက်ထပ်ဆွေးနွေးပွဲတစ်ခုမှလည်းလှုပ်ဆောင် ခဲ့ကြပါတယ်တချို့လှုပ်ရှားတက်ကြွသူဆိုသူတွေကငါတို့ရခိုင်ပြည်ငါတို့တိုင်းပြည်ငါတို့အခွင့်အရေးစတဲ့ဆောင်ပုတ်တွေနဲ့ကိုပင်ပြတ်တက်ခွင့်တောင်းဆိုပြီးအရကတက်တော်ပေါ်နာစီများအဖြစ်စစ်ဆုပ်ရန်ချပွဲအနှလုံးနာစရာဥပမာတွေနဲ့မဖွင့်မရပုံနှိမ်ခဲ့ကြပါတယ်အဲ့ဒီလိုတရားမျှတမှုကိုတောင်းဆိုတဲ့အသွင်ဟန်ဆောင်လာတဲ့ရုံမှာကောက်ချစ်တဲ့အပြုတ်ဆိုတွေဟာအရခမြစ်ထက်မှာမျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့မှုရင်းရခိုင်လူမျိုးတွေအပေါ်ဓာတ်ရိုက်ပြင်ပထားခြင်းလည်းဖြစ်ပါတယ်။မကျေနပ်မှုကိုအခြေခံတဲ့ဂုံတိတ်ခံမဲ့တဲ့လှုပ်ရှားမှုတရားဟာငင်းချက်ရိတ်ကိုမဖြစ်တော့စေပါဘူး။ချန်လိုမုန်တီမှုနဲ့ကိုစားပြုတဲ့ရင်းအဖွဲ့ရဲ့အပြုတ်မှုအပြုတ်ဆိုတွေဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းအရာတွေကိုထိခိုက်စေမှာဖြစ်ပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းတရားအမှုကျန်စီခံရခြင်း လူသားချင်းစာနာထထမှုဆင်ရဘဘဆောင်ရခြင်းနဲ့ဒုက္ခသည်များနေရပြန်ပိုရေဥတည်ဆွေးနွေးခင်မှုများဟာနိုင်ငံရေးရန်လိုမုတ်တိမှုတွေတည်တာစွာအနုဆန်းစီ ခံခဲ့ညပြီဖြစ်ပါတယ်။အာစာအာရစ်စော်နဲ့ ARA ကိတ္တအချမ်းဖက်မွတ်စလင်လက်နက်ကင်အုပ်စုများရဲ့ရခိုင်ပြည်မြောက်ပိုင်းမှာအရသာများအားလူမဆန်စွာရေးဆစ်ဆက်တပ်ဖြတ်မှုတွေအချမ်းဖက်တက်ခဲမှုတွေရှိကြောင်းအခြားလူများကပြောနေကြစင်မှာပဲ Ranger အရေးဆိုကခေါင်းစဉ်တက်အဖို့ပြောလာသူတချို့ဟာအရိခတ်တော်အေအေကိုအချမ်းဖက်သမားတွေသို့မဟုတ်နာစီလက်တက်များဖြင့်ခိုင်နိုင်ခဲ့ကြပါတယ်။မျက်မျက်တတပြောရရင် င်္ဂလားဒေ့ရှ်အစိုးရဟာဒီဆွေးနွေးပွဲကိုခွေးခြားမှုနဲ့အမောင်တရားများတွန့်မြင့်ဖို့ဆူယုံခေချင်မဟုတ်ပါဘူး။ဘင်္ဂလားဒေ့ရှ်လိုလားတဲ့အရေးချက်ဟာတိုင်းပြည်ကိုစီစုနှစ်တစ်ခုကြာအတားအဆီးဖြစ်စေတဲ့လူသားချင်းစာနာမှုဆိုင်ရာအကြံတရားကိုဖြည့်ရှင်ရန်ဖြစ်ပါတယ်။တချို့လှုပ်ရှားတကြွသူများဟာအဲ့ဒီလိုအခင်အကျင်းကိုကောက်ကျစ်အစဉ်လေးတဲ့နိုင်ငံရေးအစံစီတွေကိုတွန့်မြင့်ဖို့ ညှစ်တင်ဖို့အသုံးချခဲ့ကြပါတယ်။ပြန်လည်တက်မြိုင်ရေးနဲ့ဝေးရာအစွန်းရောက်အစွန်းရောက်မှုဖြစ်တော့လှည့်လိုက်ပြီးတော့ရခိုင်လူမျိုးတွေကိုအောက်တန်းကျစွာတိုက်ခါချခဲ့ကြပါတယ်။ဗမာလေးငင်းချမ်းစွာတူရှင်တွေနေထိုင်ရေးလှုံ့လောင်းမှုအနာကငင်းချမ်းရေးဖြစ်စဉ်မှာအရေးပါတဲ့ stick holder တယောက်ဟာရခိုင်လူထုနဲ့အာရခတက်တို့ကိုတိုက်ခါချပြီးအနာကငင်းချမ်းရေးဖြစ်စဉ်မှာအရေးပါတဲ့ stick holder တယောက်ဟာရခိုင်လူထုနဲ့ အရခတ်တက်တော်ကိုတိတ်ခါချပြီးမကောင်းဆိုးဝါးအဖြစ်ပုံဖော်ရင်အဲ့ဒီပုံကများဟာနေရပြန်ရင်းနဲ့ရေရှည်အတူရှင်တွေနေထိုင်ရတဲ့သူ့အသိဝင်းကိုအထီးကျန်အောင်ရည်ရွယ်ချက်ရှိရှိတမန်လှုပ်ဆောင်လိုက်ခြင်းပဲဖြစ်ပါတယ်အဲ့ဒီလိုမျိုးရှင်းကပ်မှုဟာငကိုကပဲလှုပ်ရှား နေပြည်သားလူသားချင်းစာနာမှုဆိုင်ရာအချက်အလက်တရက်ကိုမျိုးမျိုးစုဆိုင်ရာတင်းမာမှုတန်တရားထိအာတွန်ခွန်စိတ်တွန်းပို့လိုက်ခြင်းပဲဖြစ်ပါတယ်။ငင်းချဲ့ရေးလမ်းကြောင်းဟာအထူးရှင်တွေနေထိုင်ရေးမှာကျန်လိုမှုနဲ့တည်င်းမာပေးခြင်းတွေဟာဖြည့်ချင်းချက်တွေမဟုတ်ပါဘူး။ဒုက္ခသည်ရေကိုရခိုင်မုံတီးရေလှုပ်ရှားမှုအဖြစ်ပြောင်းလဲလိုက်ခြင်းဟာတရားမျှတမှုတည်ငြိမ်အချမ်းမှုသို့မဟုတ်ပြန်လေရင်ကြားစစ်မှုကိုဥဆောင်နိုင်မှာမဟုတ်ပါဘူး။ရင်အစာလူမှုအသိဉာဏ် တရက်အနေနဲ့မှန်းဆစရာမကောင်းတဲ့မြန်မာပြည်အနောက်ဖက်ဒေသကိုကာလရှည်ကြာကက်စစ်စီအောင်လူမျိုးရေးနဲ့ဘာသာရေးပဋိပက္ခတွေကိုသာဖြစ်ပွားစေအောင်နှုတ်ဆနေကြခြင်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့နိုင်ငံတကာအသင်းအဝင်အနေနဲ့ရေရှည်ခံမြင့်ဖြစ်ရှင်မှုတွေကို အမှန်ရယူလို့လို့ရှိရင်ရခိုင်နဲ့မွတ်စလင်အသင်းဝင်နှစ်ဖက်စလုံးပါဝင်ပြီးဟန်ရှစ်ညီတဲ့ဆွေးနွေးပွဲမျိုးကိုအပြေးရမှာဖြစ်ပါတယ်ရခိုင်စံချင်းလှုပ်ရှားမှုတွေကိုဘင်္ဂလားဒေ့ရှ်ထောက်ပံ့လှုပ်ဆောင်ခြင်းမျိုးကဒေသတွင်းငြိမ်းချမ်းရေးခြေလှမ်းလေးမဟုတ်ပါဘူး အဲ့ဒီလိုမဟုတ်မမှန်လောက်ကြပြီးတော့ဝေဖန်တိုက်ခိုက်မှုတွေရှိနေပေမဲ့အရကတတ်တော်အနေနဲ့မွတ်စလင်အသိဝေးများနဲ့လက်တွေ့ကြတဲ့ညှိနှိမ်မှုတွေကိုပြသပြီးဖြစ်ပါတယ်အရကတတ်တွေရဲ့အုပ်ချုပ်ရေးနဲ့နေမြေအတွင်းမှာမွတ်စလင်များဟာလွတ်လပ်စွာတောင်းလာခွင့်အပါဝင်အသိဝေးဝန်ကြောင်းအခွင့်အလွှမ်းတွေနဲ့ဒေသန္တရအစိုးရအဖွဲ့တွေမှာပါဝင်ခွင့်တွေကိုရှာရှိနေကြပါတယ်။အဲ့ဒီလိုအခြေတရားတွေကိုဆက်ကျင်မှုမဟုတ်တဲ့အပြုတ်သဘောဆောင်ညှိနှိမ်မှုတွေနဲ့အတိမတ်ပြု ခံရရင်ထိတ်တန်ပါလိမ့်။အရခပြည်အတွက်ရေရှည်ခံမြင့်အနေချင်ရင်ဟာဝါဒဖြန့်မှုတွေတစ်ဖက်သက်ပြုဆုံမှုတွေနဲ့အမုန်းစကားဖြန့်ဝေမှုတွေကနေပို့ထွက်မလာနိုင်ပါဘူး။အတူရှင်တွေ့နေထိုင်မှုအပြန်အလှန်လေးစားမှုနဲ့သမိုင်းဆိုင်ရာအမှန်တရားအားရေရှည်ငင်းချမ်းရေးကိုတည်ဆောက်ရမှာဖြစ်ပါလိမ့်။တစ်ဖက်ကုန်းမွန်းတင်ပြီးမှတခြားတစ်ဖက်ကိုတိတ်ခါချမဲ့လောက်ရဟာပုံမစိတ်ဝင်ကွမှုကိုတာဖြစ်စင်မှာဖြစ်ပါလေ။ကဘာကြီးအနေနဲ့အခုလိုရိုးချင်တဲ့အမှန်တရားကိုတာအမှန်ရှာတင်ပါလေ အမှန်တရားကပြည့်တနာကိုဖြည့်ချင်းပေးနိုင်ပါတယ်လို့ဆရာဥဂျိုတာရှိက Global Arcane Network website စာမျက်နှာမှာရှင်းတာထားကြပါခင်ဗျာအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့တော်လန်မီဖာပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အရိခပြည်သူပြည်သားများနဲ့တကွာအမြန်မာပြည်သူပြည်သားများအားလုံးပေးကင်ကြံပါကြပါစေခင်ဗျာ